သူမြန်းဆိုစံပဲခေါ်ရဲကိုဆို free ပေါ့အဲအဲ့လိုမျိုးတွေဆိုဆိုအားရင်လာခဲ့အောင်ဆိုတာပါသေးတယ်မအားသူကမအားညာကမခေါ်ပြီးတခုလုံးမယ်ဆိုရင်တော့အရင်ကတွေပြီးရတယ်ဟိုတယ်ကတွေနေလူပညာရှင်တွေအာရန်ကုန်လူဝဲခေါ်လိုက်ပါတော့မယ်အဲ့လိုမျိုးတွေရှိရအောင်နော်မင်္ဂလာပါရှင်။ဟုတ်ဒီနိုင်ကလည်းရန်ကုန်မှာနာမည်ကြီးပြီးသားလေး။ မန္တလေးမှာဝင်ဝင်လုပ်မယ်ဆိုတော့မမစူတက်ပေးပါအောင်ဆိုတော့မှအဲကျုပ်ဖြတ်ပေါ့နော်ဟုတ်ဒီနိုင်ငံရောအမတ်တရာရောအများကြီးမရှိပါဘူးကိုကအာသိဟိုဘယ်လိုပြောလဲစပီနဲ့ပတ်သက်လောက်တာနေတယ်လေဒါမန္တလေးမှာဒါသူစရောက်လာတော့လေလာရမှာပေါ့အားပေးရမှာပေါ့အဲ့လိုဒီနိုင်ငံရောပြောပြစရာရောဘယ်လိုတော့ပါအောင်အောင်မြင်နေပြီလေနော်အမေမေလေဒီထက်မကတော့အောင်မြင်မှုတွေအဲကောင်းမွန်တော့ဝန်ဆောင်မှုတွေဒီထက်မကတော့ကြော်ကြားမှုတွေနဲ့အတူတူဒီနိုင်ငံကသာဝရရေရှည်ရည်တည်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဟုတ်တယ်အရေးရှိလို့ထင်တယ်အောင်မြင်တယ်လို့မဟုတ်ဘူးအဲချစ်လူချစ်ပေးကြတာပါအောင်မြင်တယ်လို့မထင်ပါဘူးချစ်ကြလို့ပါပဲဟုတ်ရှိပါဦးအင်းကြီးဝဲလာတာအင်းကြီးဘိုးလောက်တာမဟုတ်ဖြစ်တာဟိုပွဲတက်ဆိုရင်သူမျက်နှာအများကြီးရမလားဆွမ်းစားအောင်လည်းမယူပါဘူးအဲ့လိုဆိုတော့ဒါတော့မှတချို့ဒီဇိုင်နာတွေကစပွန်ဆာပေးပြီးချက်ကြရရှိတယ်အင်းကြီးတစုံတစုံကိုအမတို့အမအမ ready made ဝတ်လို့ရတဲ့အနေထားထဲမှာမပါအောင်လေအော်ဒီဇိုင်နာနဲ့ဆိုရင်အနည်းဆုံး3-5သိန်းဝန်းကျင်ရှိတယ်ကွာအဲ့လိုဆိုတဲ့အခါကျတော့လေ ဟိုကဒါတက်ပြီးတယ်ဆိုတဲ့သဘောလားဟိုအာနာလားတော့မဟုတ်ဘူးအာနာလားတင်းတို့တင်မယ်ဒါပေမဲ့လည်းငါပြောလိုက်ရင်ဆိုပြီးတော့ကိုကဘာမှလည်းမဟုတ်ဘူးလေနော်သူတို့ချစ်လို့တာလေကိုကလာပြီးတော့မှခေါ်ကြတာဆိုငါကအဲ့လိုကြီးတော့တောင်းလို့လောကောင်းမှာမလားဆိုတော့အတွေးနဲ့အဲ့လိုအာနာတဲ့စိတ်နဲ့ပဲယနေ့ချိန်ထိပေါ့ကျောင်းလာပေါ့ဒါအာနာတဲ့အပေါ်မှာနင်းခံရတာရှိရပေါ့ကိုကတော့တနေ့လုံးနဲ့ပြန်တွေးတာပေါ့အော်ငါအမြင်ပြောရလိုက်တာလောက်ရလိုက်ကြတာပေါ့အဲ့လိုပဲသိရမလားသူမြန်ဆိုစပ်ပေးခေါ်တယ်ကိုဆို free ပေါ့အဲ့အဲ့လိုမျိုးတွေပေါ့ ိုလဲသူမြန်ပွဲကိုတက်တဲ့ခါကျမျက်နှာမငယ်စေချင်ဘူးလေအဲ့တော့အကောင်စားတွေပဲဝတ်စုံလေးအစားခေါင်းစားချီဆုံးဖက်နဲ့ထီကွာအဲအဲ့လိုမျိုးအကောင်ဆုံးတက်ပြီဒါပေမဲ့ကို့ကြတော့အေးလုတ်တလို့လို့မလုတ်တလို့လို့လာခင်ဦးနော်ဆွဆွအားရင်လာခင်ဦးဆိုတာပါသေးတယ်မအားဦးကျမမအားအဲပပလီနင်းတာပါလိုအီတဲ့အီနင်းတာတော့မပပလီပေါ့မတိလိုက်မတိပါတာလေးတွေရှိတာပေါ့ဒါပေမဲ့ကိုလည်းတိသွားတာပေါ့နော်တိသွားရင်တော့မှရှောင်လို့ရတာပေါ့ စီးပွားရေးအနေနဲ့အမရက်တီတာမိတ်ကပ်ပဲရှိရလိမိတ်ကပ်နဲ့တခြားအယောင်းဝယ်လေအဲ့လိုပဲရက်တီတာပါဒီအနုပညာလုံးဆိုတာမအတွက်ကတော့မန္တလေးပေါ့နော်မန္တလေးကသူတော့ကငွေမပေးချင်စားမသိတိမကြီးလို့နော်ဘာမှမတူထင်တယ်မပြောတတ်ဘူးအမ်ညကုံကိုခေါ်ပြီးတခုလုပ်မယ်ဆိုရင်တော့နေငါးတွေပြရတဲ့ဟိုတယ်ကားတွေနေလူပညာရှင်တွေ အာရန်ကုန်လူပဲခေါ်လိုက်ပါတော့ပဲအဲ့လိုမျိုးတွေရှိရပါဘောเนาะမဟုတ်ရှင်မန္တလေးကိုစစ်တာရန်ကုန်ကိုတိတ်မဆိုင်အရန်လူနေချက်လို့လေဟိုလုံးမကြိုက်တာမဟုတ်ဘူးကွာလူနေထုထက်ပြီးစက်တော့သူကမနေနိုင်ကိုကိုတိုင်းကတော်သူမှဆိုတော့အဲ့လိုကျဲကျဲလွဲ့လွဲ့စိတ်မြတ်ကိုမြန်ဆိုတော့အဲ့လိုအဲ့လိုပဲကြိုက်ဒီတဲ့ထင်တယ်တို့ပဲမတော်ချင်ရရင်မတော်မမားစီလဲနေမစီတော့မန္တလေးဝယ်ချက်ကိုစိတ်ချမ်းသာမှုပဲရွေးလိုက်တာအဲမဆန်ချမ်းသာမှု ဟာအများကြီးမလို့တော့ပါအဲ့လောက်လဲမလို့ချင်ပါပြောထားတယ်ဒီတဲ့ဝါရင်းပေါ့ဆူရန်ကျတော့မိတ်ကပ်သမားတွေဆိုတော့လေမိတ်ကပ်မရှိမှစကားရိုက်ဖို့တခြားပါညာပေါ့အဲ့လောက်ဒီလေဘယ်ယူကကိုကမင်းသားမင်းသားအရင်နဲ့တွေ့ရတာမှမဟုတ်တာဆိုတော့လေအဲ့လိုတိတ်ပြဿနာမရှိပါဘူးရှိလဲရှိရှိပေါ့ကြီးစရာမှမလို့တာရော နည်းနည်းတော့ပြောတာပေါ့နော်ကို LGBT right ကိုမချိတာမျိုးပေါ့မစော်ကားမိစေတာမျိုးဆိုရင်တော့လက်ခံပြီးရိုက်ပါတယ်တခြားဘယ်နေရာနေနေပါဝင်ပါတယ်ဟုတ်ရလောက်ရတာနဲ့လောက်ရတာနဲ့ဟိုဟာနဲ့မကမီအရင်ပင်မန်းတယ်ဒါလည်းဘုံနဲ့မကမီလူကြီးတန်ကြီးဘလောက်မှာမပြရတာတော့ရုံမင်းသားမင်းသမီးတောင်ဇလန်တွေဘလောက်မှာမပြရကျမတို့ဆိုဝေးပေါ့အဲဘဝရဲ့အမှတ်တိုင်လေးတစ်ခုပေါ့အသက်ရွယ်တစ်ခုမှာအဲငါတရားလေးတော့လောက်ခဲ့ဘူးတယ်ဆိုတော့အဲအဲ့လိုအဲ့လိုလေးပါ အလိုကြီးမဟုတ်ပါဘူးကြီးတယ်ဆိုတာကအမပထမယုံကြီးကသူတို့တင်တယ်အဲ့ဒါလေဟိုအဖြတ်ဖြတ်တွေပဲကြီးရတာရုပ်ရှင်ကတော့မကြည့်ဘူးမနေ့တူတူနဲ့လင်းလင်းနဲ့ရိုက်တယ်အားလဲကိုကတခမ်းပဲပါအဲ့ဒါလေမထွေးပြည့်အမေလင်းလင်းနဲ့ဇလန်တွေတခုရိုက်တာတချမ်းဇလန်တွေလေအဲ့ဒါကလည်းအဝါမှာမဆက်ပြီးပြီးကြီးရတဲ့ channel ဖြစ်နေတော့တိတ်မပေါက်ဘူးဖြစ်ပေါက်ချင်မပေါက်ချင်တော့ပါပြီအမအမတ်တရားလေးတွေဖြစ်ရပါပြီ ဟိုအနုပညာရည်သွေးလဲပြေးသွားသလိုအနုပညာသမားလို့လဲခံယူလိုက်တဲ့ပုံကိုလဲမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အမှတ်တရလေးလောက်ပါပဲ